အေးချမ်းမောင်ရဲ့အကြောင်းတွေထုတ်ပြောလာတဲ့တထက်တွန်းမိတ်ဆွေများအားလုံးပဲမင်္ဂလာပါရှင်တထက်တွန်းကတော့ကိုစိုရဲ့ကိုရီတွေစတန်လွတ်ကိုင်းနေရပြီးမကြမီမှလည်းတထက်တွန်းကအေးချမ်းမောင်နဲ့တူတူရိုက်ကိုရီအတက်တွေဆက်လို့ကြားမယ်လို့ပြောပြလာခဲ့ပါတယ်တထက်တွန်းကတော့မကြသေးမီကတချို့ပရိသတ်တွေရဲ့ဝေဖန်မှုကိုခံကြရပြီးမယ်လေသူကတော့အနုပညာလို့တွေ့ကိုသာအကောင်းဆုံးစူးစမ်းလုပ်ကိုင်းရင်ဖြတ်တန်းနေကြပါ ဒီနေ့မှာတော့တက်တက်ထွန်းကအာလိုတီချင်နေကြတဲ့အေးချမ်းမောင်ရဲ့အကြောင်းတွေကိုပြောပြလာခဲ့ပါရယ်။တက်တက်ထွန်းကအေးချမ်းမောင်ရဲ့အကြောင်းတွေကိုပွပွလင်းပြောပြလာခဲ့တာပါ။ဒီကနေ့အင်တာဗျူးတစ်ခုမှာအေးချမ်းမောင်နဲ့ပတ်သက်ပြီးတက်တက်ထွန်းကအခုလိုပဲပြောပြလာခဲ့ပါရယ်။တက်တက်တွန်းကအေးချမ်းမောင်ကကဲစီနေတယ်။ဒါပေမဲ့သူကသုံးတက်နာပဲသုံးပြီးမဖြုံးတဲ့တဘောပါ။ဒါပေမဲ့တစ်ခါမှတော့မဝယ်ကြည့်ဘူး။မစင်ချားနေမဝယ်ကြည့်ဖို့သွားပြောပြီးမယ်။တစ်ခါမှဝယ်မကြည့်ဘူး။သူကမိမယူဖို့စွန့်နေရတဲ့ ရေချမ်းမှာကမာလေးတွေရဲ့အသေးစေးဖြစ်ပြီးစံပွင့်နေရာခနာကွေရဲ့ဘယ်နာမှာမှဲ့ပါနေလဲမသိဘူး။သူကအနေအေးတာမဟုတ်ဘူး။မသိတဲ့သူနဲ့ဆိုရင်စကားသိမပြောတတ်တဲ့ပုံစံမျိုးပေါ့။သူငယ်ချင်းတွေနဲ့ဆိုရင်တော့အရင်ကြည်ကြတတ်တဲ့သဘောကောင်းပါရဲ့။အရင်ကစီနေနေဆိုပြီးထက်ထက်ကျွန်ကရေချမ်းမောင်ရဲ့အကြောင်းတွေကိုပြပြလာခဲ့ပါရဲ့။ အခုလရှိမှာတော့အင်ချမ်းမောင်ကသူ့ရဲ့ခြေရည်ထဲအလုပ်တွေကိုသာစူးစမ်းလုပ်ကိုင်းရင်ဖြတ်တန်းနေရာကိုတွေ့ရပြီးသူကတော့မိသားစုကိုပျော်ရွှင်အောင်ချပေးသွားမယ်လို့ဆိုပါရယ်။အမှုပညာလုပ်တွေမှာအောင်မြင်မှုတွေကိုရရှိနေပြီးပြည်သူ့ရဲ့အပြည့်ဝေးရမှုတွေကိုအပြည့်အဝရရှိထားတဲ့အင်ချမ်းမောင်ကတော့အခုဆိုရင်ရိုက်ကူးရေးလေးတွေကိုခက်ဆင်စိတ်ရိုက်ကူးလာနေရပြီးမကြမီမှာတစ်ထပ်တွင်တဲ့အတူတူဇက်ကရီရိုက်ကူးလာတော့မှဖြစ်ပါရယ်။အဲဒီပုံမှာလေပြည်သူ့ရဲ့ကသူတို့နေရာလုံးကိုအပြည့်နေကြပါရယ်။ မကြာမီမှာတော့အချမ်းမောင်နဲ့ထက်ထက်ချမ်းတွေကိုဇက်ကအတတွေမှာညံတွေးအားပြလာတော့မှဖြစ်ပါတယ်။ထက်ထက်ကျတော့အချမ်းမောင်နဲ့အတူတူရိုက်ခွလာရမယ့်အပေါ်မှာလေသူ့အနေနဲ့အကောင်းဆုံးကြိုးစားတော့မှဖြစ်ပြီးပရိရိယာအတွက်အကောင်းဆုံးလုပ်ပြချင်တယ်လို့ဆိုပါတယ်။အမှုပြအောင်လေးတွေနဲ့အောင်မြင်မှုတွေရရှိနေတဲ့တရားဆောင်ထက်ထက်ကျတော့တရားပြတဲ့တရားဆောင်ချက်တွေကြောင့်ပရိရိယာရဲ့ဝေဖန်ပြောဆိုတာတွေကိုခံရပြီးမန်တွေမှာအမျိုးမျိုးရေးသားထားကြတာကိုတွေ့ရပါတယ်။ ထက်ထက်တော့ပွဲတစ်ခုကိုတယောက်လာခဲ့ပြီးသူရဲ့တိုးဆောင်ချက်ဖျော်ဖြေမှုကနေပိတရီရဲ့ဝေဖန်ပြောဆိုတာရီကိုခံခဲ့ရတာဖြစ်ပြီးထက်ထက်တော့ခုလိုဝေဖန်ပြောဆိုနေကြတဲ့ပုံမှာလည်းထက်ထက်တွန်ကချက်ချင်းဆိုသလိုတုံ့ပြန်ဖြေရှင်းလာခဲ့ပါတယ်။ထက်ထက်တော့သူခုလိုတိုးဆောင်တာကဖျော်ဖြေရေးတစ်ခုတာဖြစ်ပြီးညှိပြီးမှရိုက်ကိုထတာဖြစ်ကြောင်းအစိုးဘက်ကနေမြင်ပြီးဝေဖန်ပြောဆိုနေကြတာမျိုးကိုဆိုရင်တော့ဂရုမစိုက်ကြအောင်ပွပွနေနေပြောပြလာခဲ့ပါရ အခုဆိုရင်ထထထွန်းကသဝတနာပါရဲ့အမှုပြန်လို့တွေ့မှအကောင်းဆုံးစူးစမ်းနေပြီးဖြတ်တန်းနေပါတယ်။ထထထွန်းကသူ့ကိုပြောဆိုနေကြတဲ့ပုံမှာလဲထထထွန်းကသဘောကျတဲ့သူတွေရှိနေသူတွေကတော့သဘောကျတဲ့သူတွေတဝက်အတွက်ထက်ကဖျော်ဖြေပေးရမှာပဲလို့လည်းပြောပြလာခဲ့ပါတယ်။ ပါရှယ်ဒီကနေ့တင်ဆက်ပေးသွားတဲ့ကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းကျွန်မတို့ရဲ့ channel လေးကနေပြီးတော့ဇေဝန်စာအဖွဲ့ရာစနေတင်းကြောင်းအသည်နဲ့တူပြလာခေတ်မှာဖြစ်လို့အတိတ်တော်ရီတင်နိုင်မလို့တန်သိရှိနိုင်ဖို့အတွက်ဘေးနောက်ချက်ပြီးခေါင်းလေးကိုလည်းနေထားပြကြပါရှင်။အဆုံးထိအပီချီရှိမှုတွေလည်းကျေးဇူးအများကြီးတင်ပါတယ်။